တန်နီးယားအင်နီဗာစီတီတဲ့ပန်းချင်းတဲကငွေတွေထက်ကို့အတွက်တကယ်တန်မိုးကြီးစေတာကသဲနဲ့တူဖြတ်တန်းခဲ့တယ်ဒီဆယ်နှစ်စလုံးမှာချစ်ချင်းမေတ္တာတွေနဲ့ဖြတ်တန်းခဲ့တဲ့လမ်းတွေမှာငွေဆိုတာကို့အတွက်အဓိကအရာမဟုတ်ခဲ့ပါဘူးတဲ့ ဒီဆယ်နှစ်ဆိုတဲ့နှစ်ပတ်လည်ကိုချပြနိုင်ဖို့ရာဒုမဟုတ်တမိုးရှိတဲ့အချစ်တွေဆက်လက်ကိန်းအောင်ထားဖို့ရာတကယ်လို့အပ်တာကသစ္စာတရားကသာအဓိကအရာဖြစ်စေခဲ့တာပါတရားဒီပန်းချင်းလေးထဲမှာငွေတွေရှိသလိုပဲကိုနှလုံးသားအိမ်ထဲမှာတော့တင်းနဲ့ကိုရဲ့ပါးရနာလေးရောက်ရှိနေတာပါ မှန်ပဲကဲမေတ္တာအစ်စ်နဲ့တစ္ဆာရှိရှိဆက်ချက်သွားမယ်နော်ဆယ်နှစ်မြောက်အချစ်နှစ်ပေါင်းတရာဆူတောင်းစကားတဲ့ဒီနေ့ဟာကိုရုအတွက်တဲ့ဒီနေ့ဟာကိုရုနှစ်ယောက်အတွက်အထူးကိုတန်ဖိုးရှိတဲ့နေ့ရက်တွေပြရပါမယ်တစ်နှစ်နှစ်နှစ်မဟုတ်ပဲ အပြန်အလှန်နားလည်မှုတွေသစ္စာတရားနဲ့တူတူချက်တန်းရဲ့ဆယ်နှစ်ပြည့်တန်မြတ်အင်နီဘာစတီမြို့လေးပါတဲ့ဒီဆယ်နှစ်တာဆိုတဲ့ဘွားကြီးမှာတဲကကိုယ့်ရဲ့ဘွားရဲ့အာအင်းတွေကို များစွာ ဖြစ်စေခဲ့တယ်။ပင်မနှွမ်းနေနေတဲ့နေ့ရက်တိုင်းအတွက်ကို့အနားမှာအတူတူခံယူပေးခဲ့တဲ့အတွက် ကျေးဇူးအရတဲ့နဲ့တဲ့ခုအနေနဲ့ကလည်းတဲနဲ့တားရနာလေးနှစ်ယောက်အတွက်အမြဲတမ်းသစ္စာရှိနေမယ်မိသားစုတွေစိတ်ချမ်းသာပြီးပျော်ရွှင်မှုတွေအမြဲရနေအောင်ပို့ဂယူးဆိုင်ပြီးစူးစမ်းနေမယ်လို့ထာဝရဂတိပေးပါတယ်ဘဝမှာကို့အတွက်အမြဲတန်ဖိုးရှိဆုံးသူတွေက သဲနဲ့တတလီမြောက်ပါတယ်ကိုယ့်ရဲ့အနာဂတ်ဟာကိုချစ်တဲ့မိသားစုနဲ့အားလုံးပြည့်ပြည့်စုံနေဒီတတလုံးဒီတဘွားလုံးလက်မလွတ်ပြစေဘူးနောင်လေကိုယ့်ရဲ့အိမ်လေးထဲမှာသဲရဲ့အပြုံးတွေနဲ့အတူကလေးတွေရဲ့ပျော်ရွှင်မှုတွေထက်တိုးပြီးပွားများလာအောင်နှစ်ယောက်တူတူစူးစမ်းကြတာပေါ့ ကိုကကြွေလေးရှင်းပါတဲ့အရန်ချစ်တယ်ကိုကြီးတရက်17လ2025